ဘာသာစာရွှေသားစွန်းနဲ့စာကြောင်းကြွားလုံးထုတ်လာလို့လူပြောများနေရဲ့ရွှေကြုံမေမီလင်းပြည်သူများလုံးမင်္ဂလာပါရှင့်ဆယ်လင်အစိုက်တာ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဟာအနုပညာရှင်တွေအတွက်အကြွားခေတ်လို့ဆိုရမလို့ပါပဲ။စမိုင်းအစဝိမုံရွှေကြီးအလဲဖွေးဖွေးအစုံအနုပညာရှင်တွေအားလုံးကတော့ကြွားလုံးထုတ်နေကြတာဖြစ်ပါတယ်။ တိန်တန်းချီတန်တဲ့ကြောက်စိမ့်လေဆွဲတွေတိန်တောင်းချီတန်တဲ့ယရနာတွေလက်စွပ်တွေရွှေသားပိတ်သက်ချိန်တွေဝစ်စုံနေနဲ့မြန်မာတနိုင်ငံလုံးကိုဝဲလို့ရတဲ့ဘန်ကက်တွေစသဖြင့်အများကြီးပါပဲအနုပညာအတန်းဝိုင်းကလူတွေဟာပုံစံမျိုးစုံနဲ့သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုကြွားလုံးထုတ်နေကြတာဖြစ်ပါတယ်အခုလည်းရွှေစွန်းကိုကြိုက်ပြီးတော့မွေးလာသလိုပါစားစားရွှေစွန်းနဲ့မှစားကြောင်ပြောလာသူကတော့ရွှေကြိုမင်းမင်းလင်းဖြစ်ပါတယ် မေမီလင်းကရွှေကြိုပြိုင်ပွဲမှာထူးခြားတဲ့မျက်နှာပုံစံလေးနဲ့ဖြစ်လို့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုအပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မေမီလင်းကရိုးသားပွင့်လင်းချစ်စရာကောင်းတဲ့စကားပြောဟန်လေးရဲ့တခြားပြိုင်ပွဲဝင်တွေနဲ့မတူဘဲအိန္ဒိယမျက်နှာဟန်လေးနဲ့ချစ်စရာကောင်းနေရာတို့ကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိနေတဲ့သူလေးဖြစ်ပါတယ်။တချို့ပြည်သက်တွေကတော့မေမီလင်းကိုနာမည်ကြီးတယောက်ဆောင်မေမီကိုကိုနဲ့ဆင်တယ်လို့ဆိုကြပါတယ် အခုခါမှာတော့ရွှေဂျုံမေမီလင်းကဘာစားစားရွှေစွန်းနဲ့မှမဟုတ်ရင်မစားတတ်ဘူးလို့ပြောလာတာဖြစ်ပါတယ်။ရွှေဂျုံမေမီလင်းကသူမကိုမိခင်ကြီးနဲ့ဖခင်ကြီးကအလိုလိုက်ကြောင်းဒါကြောင့်လိုချင်တာမှန်တယ်များရပြီးတော့အခုဆိုရင်တော့ရွှေစွန်းနဲ့စားကြောင်ပြောလာတာဖြစ်ပါတယ်။ မေမီလင်းကိုအခုရက်ပိုင်းမှာမိခင်ကြီးကရွှေနာရီရွှေအင်းကြီးစားတဲ့ရွှေနဲ့လောက်ထားတဲ့အတုံးဆောင်ပစ္စည်းတွေကိုမိဘကဝယ်ပေးနေရတယ်လို့သိရပါဗါးဒါတင်မကသေးပဲအခုဆိုရင်တော့ရွှေစွန်းနဲ့ပါစားနေရပြီဖြစ်ပါတယ်ဒီလိုမျိုးရွှေစွန်းနဲ့စားရတာကရွှေစွန်းနဲ့စားရင်အနုပညာအလုပ်တွေအများကြီးလုပ်ရတယ်ကံလန်းမှုတွေရရတယ်ဆိုလို့ရွှေစွန်းနဲ့စားရတာဖြစ်ကြောင်းမေမီလင်းကရှင်းပြခဲ့ပါသေးတယ်ပရိသတ်တွေကတော့ရွှေစွန်းနဲ့စားတယ်ဆိုပြီးကြွားလုံးထုတ်နေတဲ့မေမီလင်းကိုတော်တော်လေးကိုအမြင်ကက်နေကြပါတယ်အထူးသဖြင့် ခုနှစ်မှာရွှေကြုံမောင်မယ်တွေကတော်တော်လေးကိုအတန်းရှင်းရှာနေကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဖြူဖြူတွဲအမေယုံနဲ့လီမီဟိုနဲ့တူပါတယ်ဆိုပြီးတော့ပွဲထရှာတဲ့သူရိမင်းခန်နောက်တကဘတ်ကာစီဘီငပိရီနဲ့စားကရွှေကြုံပြန်ရပါတယ်ဆိုတဲ့အောင်သူခန်အခုတကမှာရွှေစွန်းနဲ့စားပါတယ်ဆိုတဲ့မေမီလင်းစသဖြင့်အတန်းရှင်းမျိုးစုံရှာနေကြတာဖြစ်ပါတယ်။ဒါကလည်းရွှေကြုံမောင်မယ်တွေဟာရွှေကြုံဖြစ်လာပြီးရဲ့နောက်ပိုင်းအနုပညာလောကထဲမှာနေရာတနေရာရဖို့အရေးနာမည်ကြီးပြီးတော့ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ခွင့်ရဖို့အ အတွက်နီလန်ပေါင်းစုံနဲ့မီဒီယာတွေမှာအတန်းရှင်းရှာနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လဲရွှေချိုပြိုင်ပွဲဝင်နေရဲ့မထော်မနှမ်းမီဒီယာအင်တာဗျူးတွေကမကြားချင်မမြင်ချင်မှအဆုံးဖြစ်နေရပဲဖြစ်ပါတယ်။အထူးသဖြင့်တော့အခုနှစ်မှာရွှေချိုဖြစ်လာသူတွေကအရေးချဲမရှိပဲရန်အောင်တို့မေတန်းတို့လိုမျိုးဒိုင်းတွေကလက်စားပြီးတော့ရွေးချယ်ပေးလိုက်တာကြောင့်မီဒီယာတွေမှာအတန်းရှင်းရှာနေကြတာတွေများလာတာဖြစ်ပါတယ်။ဒါကြောင့်လဲအနုပညာလောကကိုဒီလိုမျိုးပေါက်ပန်း၄၀အကွက်နဲ့ဝင်ဖို့စူးစမ်းနေတဲ့လူတွေကိုဝေဖန်နေကြတာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘာပဲဆဆောင်းရွှေစုံးနဲ့မှစားတတ်ပါတယ်ဆိုတဲ့ရွှေကြိုမိမိလင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။